မိမများအနေရကင်းရွယ်ရောက်ခြင်းအကျိုးကျေးဇူးလက်လွတ်မိရောင်တရမည်မိမများအရွယ်ရောက်ခြင်းတဘာဝအစိတ်ဒါပေမဲ့ဤအစိတ်မှာဖြစ်ပေါ်တဲ့ဟော်မုန်းပြောင်းလဲမှုတွေကအေးရေးစိတ်နေစိတ်ထားနဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့လက္ခဏာတွေဖြစ်စေနိုင်တဲ့တည်ငောင်းကတော့ရိုးရှင်းတဲ့အလေးထားတွေကလက္ခဏာတွေယွန်းနေစေနိုင်ပြီးကျန်းမာရေးကိုကာကွယ်နိုင်တယ် ီဗီဒီယိုရင်တင့်ခန္ဓာကိုယ်ကို ထောက်ပံ့နိုင်သော နီလန်ခြောက်မျိုးရှာပွေမည်။အနည်းကင်းသောအရွယ်ရောက်စဉ်တင့်ရိုးကို တင်းမာရန်နံပါတ်1အမြဲတမ်းလေ့ကျင့်ခန်းလုပ်ပါအင်အားတိုးလေ့ကျင့်ခန်းနဲ့နှလုံးခုန်မြန်လေ့ကျင့်ခန်းကအယိုးခိုင်မာမှုကိုထိန်းသိမ်းနိုင်သည်။နှလုံးကိုကာကွယ်ပေးပြီးနေ့စဉ်ဆိုင်းအင်ကိုတိုးစေသည် လှူရှားနေခြင်းကခန္ဓာကိုယ်နဲ့စိတ်နှစ်ခုလုံးကို ခိုင်မာစေသည်။လံဘက်နှင့်အဟာရညီညသောအစာအစာများစွာပါ ဟင်းသီးဟင်းရွက်များအတီးနှင့်အဆေးပေါ်အစာအစာများအစီနီးပရိုတင်းနှင့်နီနိုထွက်ပစ္စည်းများဟော်မုန်းညီတက်မှုအတွက်ခန္ဓာကိုယ်လိုအပ်တဲ့အာဟာရဓာတ်ဖြစ်သည်။နေဆုစုပေါင်းကြမ်းမာရေးအတွက်ပါ ဒါကြောင့်တင်စားတောက်သည့်အရာက နေ့စဉ်တင် ခံစားရသည့်အခြေအနေကိုတက်ရောက်စေသည်။နံပါတ်3လက္ခဏာများကိုဖြစ်စေသောအရာများရှောင်ခြင်းပါ။ဆက်သောအစားအစာများကော်ဖီနှင့်အရက်သည်ကိုပူလောင်ခြင်းနှင့်မအဆင်မပြေမှုကို ပိုဆိုးစေနိုင်သည်။ဟာရီကိုရှော့ချခြင်းကတင့်ကို ပိုကောင်းစေနိုင်သည်။နံပါတ်၄အာဟာရဖြည့်စွက်စာများကိုညံထစ်သုံးပါ။ ီတာမင်နာနဲ့ကယ်စီယန်က ရိုးချမ်းမာရေးကို ကာကွယ်ပေးသည်ရိုးကွဲခြင်းနဲ့ရိုးကဲ့ရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးသည်ဟိုင်မာတဲ့ရိုးတွေကတက်ကြွစွာနေထိုင်နိုင်ဖို့အခြေခံအုတ်မြစ်ပါနံပါတ်၅ရောက်ခမ၆တွေ့ခြင်း moisturizer နဲ့ lubricant တွေက ရောက်ခမခြောက်သွေးမှုကိုလျော့နှဲစေတယ်။ဘဝအရေးသွေးနဲ့ချစ်ချင်းမြတ်တာကို တိုးတက်စေတယ်။ အဓိပ္ပာယ်ဟာအစဉ်ပြေမှုကဘဝအရေးသွေးနဲ့ဆက်ဆံရေးနှစ်ခုလုံးကိုတိုးတက်စေတယ်။နံပါတ်6အရင်ဆုံးဆရာဝန်နဲ့ပြောဆိုပါအဟာရပြည့်စုံစွာသုံးမယ်ဆိုရင်ကျန်းမာရေးပံ့ပိုးသူနဲ့တိုင်ပင်မှာဆေးဘက်ဝင်အပင်သုံးမယ်ဆိုရင်လည်းတိုင်ပင်မှာဒါကသင်ကို လုံခြုံစေပြီး ခန္ဓာကိုယ်အတွက်အထောက်အကူဖြစ်တဲ့မီနိုပို့စ်ကသင်အဆင်ပြေမှုကိုတက်ရောက်စေတယ်။ အရေးနဲ့ရေရှည်ကျန်းမာရေးအတွက်ဒီအဆင့်မှာမကြခဏကြုံတွေ့ရတဲ့စိန်ခေါ်မှုကအိယာဝင်ခချင်းပါ နောက်ဗီဒီယိုမှာအရေးတက်တနာတွေဘာကြောင့်ဖြစ်တာလဲဘလို့သဘာဝကုထုံးတွေကအခောက်ကူဖြစ်နိုင်တယ်လဲသင်လေ့လာမယ်။နဲ့အစားတောက်နဲ့နေထိုင်မှုစရိုက်လေးတွေကြောင်းလဲခြင်းကတဲ့အရေးကိုဘလို့တိုးတက်စေနိုင်တယ်လဲဆိုတာပါမလွတ်မသွားပါနဲ့